မင်္ဂလာပါဒီနေ့အမ်ကျွန်တော်တို့ဆွေးနွေးချင်တာကဈေးကွက်ထဲမှာပေါ့လေဒီတင်ချာနီးကြနီးပြူဟာတွေနဲ့လူသားတွေရဲ့စိတ်ခံစားချက်တွေကြားကအပြိုင်မှုအကြောင်းလေးပါ last christmas ရဲ့ quantitative trading strategy စောက်ကိုအခြေခံပြီးတော့လေဟုတ်ကဲ့စိတ်ဝင်စားစရာအကြောင်းရပါဒီအရေးအတွက်ပိုင်းဆိုင်ရာချင်းကပ်မှုတွေကတကယ်ပဲအလို့ဖြစ်လားဈေးခွက်ရဲ့အတက်အကျတွေကိုဘယ်လိုကင်တွင်နိုင်မလဲဆိုတာလေးပေါ့ quantitative trading ဆိုတာလေအဓိကကတော့ data ကိုသုံးတာပဲစီးရင်းနှုန်းတို့အယောင်းလည်းရေးတွက်တို့လို့ဈေးကွက် data တွေကိုပေါ့ဟုတ်ကဲ့အဲ့ဒါတွေကိုယူပြီးတော့ sign in need တွေ computer model တွေနဲ့ခွဲခြားစစ်ဖြာတွေပြီးတော့အဲ့ဒီကထွက်လာတဲ့အဖြေပေါ်မူတည်ပြီးအလိုအလျောက်အဝယ်အယောင်းဆုံးဖြတ်ချက်တွေချတဲ့စနစ်ပေါ့လေအော်ဆိုတော့လူရဲ့ mindset ချက်တို့ခံစားချက်တို့တိတ်မပါစေခြင်းတဲ့ဘောပေါ့ဟုတ်ပါတယ် အဓိကကစီးမင်းနေအတိုင်းစနစ်တကျလော့ဆောင်ဖို့ပဲလူစစ်ခန်းစားချက်တည်းရဲ့လွှမ်းမိုးမှုကိုလော့ချဖို့ရည်ရွယ်တာပါဆိုတော့အဲ့ဒါကဟို efficient markets hypothesis လို့ခေါ်တဲ့ဇီးဝက်ကအမြဲတမ်းမှန်နေအချက်အလက်အကုန်လုံးကိုချက်ချင်းထင်ရတဲ့ဆိုတဲ့အယူအဆကိုတော်တော်လေးစင်ခေါ်လိုက်တာပေါ့နော်အတိအကျပဲ EMH က theory ရတော့ဟုတ်တယ်လို့ရှိပေမဲ့လက်တွေ့ဇီးဝက်ကအမြဲတမ်းကြီးအဲ့လောက် efficient မဖြစ်ဘူးလို့ Kessner ဆိုတဲ့ဟုတ် ဟိုပြောရရင်တော့ inefficiencies ပေါ့မူမမမှုလေးတွေပုံစံလေးတွေရှိနေတတ်တယ်အဲ့ဒီကနေအခွင့်လန်းရှာတာအေးမူမမမှုဆိုတော့ဥမပြောမျိုးလေးခင်ဗျဒူရဲဆုံးဖြတ်ချက်ကြောင့်ထိတာမျိုးလားอืมအများစုကတော့အဲ့လို behavioral finance နဲ့ဆိုင်ရတာတွေပေါ့လူဝေရဲ့စိတ်ပိုင်းဆိုင်ရာပလိုက်မှုတွေပို့လေဥပမာဟိုဒဘွန်နဲ့တာလာလေးလာမှုလိုမျိုးအော်ဟုတ်ကဲ့လွန်ခဲ့တဲ့၃နှစ်လောက်မှာအရှုံးပေါ်ခဲ့တဲ့ stock တွေကနောက်ပိုင်းမှာဈေးကွက်ပြင်းပြတဲ့တုန်းပိုကောင်းအောင်ပြန်တက်လာတတ်တယ်ဆိုတာမျိုးပေါ့အဲ့ဒါဘာလို့လဲ လူတွေကတည်င်းဆိုးတွေကိုအာရုံစိုက်ပြီးလိုတာထပ်ပိုတုံပြန်တတ်ကြတယ်အဲ့တော့ရှုံးနေတဲ့ stock တွေလို့ဈေးပေါ်ပေါ်နဲ့ယုံထုတ်လိုက်ကြတော့ quant snippet တွေကတာမျိုးတွေကို pattern နဲ့ဖိတတ်မှတ်ပြီးအတုံးချို့ဖို့စူးစမ်းတာလေ။ဩအဲ့လိုကိုဒီလိုအတွေ့အခေါ်တွေကိုအစောပိုင်းကတည်းကပေါ်ထုတ်ခဲ့တဲ့လူတွေလည်းရှိတယ်နော်။ Richard Donchian တို့ Ken Griffin တို့လိုပေါ့။ဟုတ်ပါတယ်။ Donchian ကတော့ trend following snippet တွေရဲ့ picking ကြီးလိုပဲ။ moving average crossover show channel breakout to ka tu si da la da okay griffin ga jaro harvard asang ma ju tu de pi stock series tai yai ji yin convertible bonds arbitrage located so da to do sei wen sa ho kaung le convertible bonds arbitrage so da ga blo ha myo le a ga ga le ne ne ro shu thwe de ရိုးရိုးပြောရရင်တော့ company တစ်ခုရဲ့ stock အဖြစ်ပြောင်းလို့ရတဲ့ငွေချေစာချုပ် convertible bond ရှိတယ်သူရဲ့ရိုးရိုး stock share ရလေးရှိတယ်ပေါ့ အဲ့နှစ်ခုကြာကဈေးနှုန်းကွာချက်သေးသေးလေးတွေခဏတာလွဲနေရလေးတွေကိုမျက်ထုတ်တာတခုကိုဝဲတခုကို short လုပ်ပြီး loss နေနေနဲ့သေးကြတဲ့အမျက်သေးသေးလေးတွေလိုက်ယူတာပေါ့ဒါကိုအများကြီးလုပ်ဖို့ computer တွေလိုလာတာအော်ဒါ behavior of finance ကပြောတဲ့လူတွေရဲ့ဆုံးဖြတ်ချက်အမာတွေကနေအခွင့်အလမ်းရှာတာနဲ့တွားတူနေလို့ပဲဟို prospect theory တို့ mean reversion တို့လိုဟာတွေပေါ့မှန်ပါတယ် prospect theory ဆိုတာကလူတွေကအရှုံးကိုပိုကြောက်တယ်လေအဲ့တော့ရှုံးနေရင်မယောင်းပဲစက်ကင်ထားတာတယ်မြက်နေရင်တော့ညံ့မြန်ရောင်းချင်ကြတယ်ဟုတ် mean reversion ကကျတော့ဈေးနှုန်းတွေကအယမ်းတက်သွားရင် ဖြစ်ဖြစ်အယမ်းကျသွားရင်ဖြစ်ဖြစ်သူ့ရဲ့ပြန်မြတ်တမှုစီပြန်သွားရတဲ့သဘော consistent တွေကဒီလိုအပြုတ်မှုတွေကိုကြိုတွက်ပြီးစီးမြင်နေဆွဲလို့ရတယ်ဥပမာ stop loss ထားတာမျိုးဒါမှမဟုတ်ဈေးအယမ်းကျရင် mean reversion ကိုမျောပြီးဝယ်တာမျိုးပေါ့ကောက်ပြီဗျာဒီနည်း view ဟာရဲ့အောင်မြင်မှုကို တိုင်းတဲ့ခါမှာကော အမျက်ရည်ယုံကြည့်လို့မရဘူး risk ကိုပါထည့်တွက်ရမယ်လို့ Gassner ကပြောထားတယ်နော် sharp ratio ကတော့ကြားဟုတ်ပါတယ် k ratio ဆိုတာပါလေခင်ဗျာဟုတ်တယ်အမျက်ဘလောက်ရလဲဆိုတာထဲအဲ့ဒီအမျက်ရဖို့ risk ဘလောက်ယူခဲ့ရလဲဆိုတာကပိုအရေးကြီးတယ်လေ risk adjusted return ပေါ့ဟုတ်ကဲ့ sharp ratio ကအတုံးများပဲမြဲ Gassner က k ratio ကိုပို့တဘောကြပုံရရတယ် k ratio ကကြတော့ ကိုယ့်ရဲ့ယင်းနှမြုပ်နှံမှုတန်ဖိုးပြောင်းလဲမှု equity curve ကဘလောက်တည်ငင်လဲဘလောက်ချောမွေ့လဲဆိုတာကိုအဓိကတိုင်တာ။ဩ equity curve ရဲ့တည်ငင်မှု ဟုတ်တယ်။တောင်တက်တာနဲ့တူတယ်ပေါ့။တယောက်ကအမှန်မှန်လေးလျှောက်တက်အတက်အကြာတိမ်မကြမ်းဘူး key ratio မြင့်နောက်တယောက်ကခုံလိုက်ပြေးလိုက်ပြန်လျှောကြလိုက်နဲ့နောက်ဆုံးတော့တောင်ထိပ်ရောက်တာချင်းတူရင်တောင်လူတွေကပထမလူတွေလမ်းကြောင်းမျိုးကိုပို့ကြိုက်ကြတယ်လေတည်ငင်တာကို။ဩရှင်းတော့ပြီ။ risk attainable နောက်တစ်ခုက diversification เนาะ ဒါပေမဲ့ဒီနေရာမှာကက်စနာပြောတာကကျွန်တော်ဒီနေ့ကျ stock တွေအများကြီးဝယ်တာထက်နည်းနည်းပိုကျဲပြတ်နေတင်တယ်။မှန်မယ်။စစ်မှန်တဲ့ diversification ဆိုတာပိုင်ဆိုင်မှုအမျိုးမျိုး stock တို့ bond တို့ဝယ်တာတင်မကောက်ဘူး။သူကမတူတဲ့ကုန်တွေနည်းဖြူဟာ strategies တွေမတူတဲ့ sequence markets တွေကိုပါဖြန့်ချက်တာကိုဆိုလိုတယ်။ဟုတ်ကဲ့။ဥပမာပေါ့လေ moving average strategy တခုတည်းကိုပဲယူ။ဒါပေမဲ့အဲ့ဒါကိုဆက်ဆက်မှုတိတ်မရှိတဲ့ low correlation စီးကွက်အများကြီးမှာဥပမာကုန်စည်စီးကွက်အမျိုးမျိုးမှာတပြိုင်တည်းတောင်းလိုက်တာမျိုး။အဲလိုလုပ်ရင်စီးကွက်တစ်ခုမကောင်းတဲ့အချိန်မှာတခြားစီးကွက်ကကောင်းနေတာနဲ့ခြေသွားပြီးတော့ကိုယ့်ရဲ့ portfolio တစ်ခုလုံးရဲ့ risk ကတိတိတသားကျသွားနိုင်တယ်။ဒါက total listen ကြတဲ့အချိန်ကမှုပဲ။တမယော just stock to features တို့အပြင် relative value trading ဆိုတာကိုလည်းသူကမိတ်ဆက်ခါတည်တယ်။အဲ့ဒါကတော့ဘယ်လိုမျိုးလဲ relative value trading ကကြတော့ပိုင်ဆိုင်မှုတစ်ခုတည်းရဲ့ဈေးအတက်အကျကိုလောင်းတာမဟုတ်ဘူးဟုတ်ဆက်ဆက်နေတဲ့ပိုင်ဆိုင်မှုနှစ်ခုဒါမှမဟုတ်နှစ်ခုထက်ပိုတာတဲ့အကျကဈေးလုံးကွာဟချက်ပေါ့အဲ့ဒီ spread ကပုံမှန်မဟုတ်တော့တဲ့အခါသမိုင်းဆိုင်ရာဆက်နွယ်မှုကနေထွေးဖြေသွားတဲ့အခါဝင်ပြီးကုန်တွေတာဥမာဥမာလေးပြပြပါလားဥမာ GM နဲ့ Ford stock လို့ပေါ့သူတို့ဈေးနှုန်းတွေကအမြဲတမ်းအချိုးတစ်ခုလောက်နဲ့တွားနေကြ အဲ့ဒီအချိုးကနေခနာတာထွေးဖြည့်သွားရင်တခုကဆေးပို့တက်ပြီးနောက်တစ်ခုကကြံနေခဲ့ရင် အတက်လွန်နေတာကို short လုပ်ပြီးကြံနေခဲ့တာကိုဝေးလိုက်တာမျိုးသူတို့ရဲ့ဆက်နွယ်မှုပြန်မှန်သွားရင်အမျက်ရမယ်ဆိုတဲ့သဘောပေါ့။ဟောဒါက directional risk သိမယူဘော။ဟုတ်တယ်။ market neutral strategy လို့လည်းခေါ်ကြတယ်။အစိုးရငွေတိုက်စားချုပ်အတုံးနှုံးကွာချက်တွေ volatility ကွာချက်တွေကိုကုန်တွယ်တာမျိုးတွေလည်းဒီထဲမှာပါတယ်။များသောအားဖြင့် hedge funds တွေအထူးကလှုပ်ကြတဲ့နည်းပြဟာတယ်ပေါ့ စိတ်ဝင်စားစရာပဲနောက်ဆုံးတစ်ခုအနေနဲ့ parameter optimization ဒါက new view အရကကင်းကနန်းတွေကိုချိန်ကြည့်တာပေါ့နော်ဒါပဲဒါက cut fitting ဆိုတဲ့အန်ဒီရဲ့လေ့ရှိတယ်လို့ဆိုရယ်အလုံးအရေးကြီးတဲ့အချက်ပါ optimization ဆိုတာကကိုယ့်ရဲ့ new view ဟာတဲ့ကပြောင်းလို့ရတဲ့ parameter တွေကိုဥပမာ moving average ဆိုရက်90လားရက်နဲ့ရလားဆိုတာမျိုးကိုအတိတ်က data နဲ့စမ်းပြီးအကောင်းဆုံးအမြတ်ထွက်တဲ့တန်ဖိုးကိုရှာတာဟုတ်ကဲ့ဒါကစနစ်ကိုတကယ်ပိုကောင်းအောင်လုပ်တာလည်းဖြစ်နိုင်တယ်လို့တိုက်ဆိုင်စွာနဲ့အဲ့ဒီအတိတ်ကာလ data မှာပဲအံဝင်ခွင်ကျဖြစ်သွားပြီးအနာဂတ်မှာအလုံးမဖြစ်တော့တဲ့ attain fundy တိဆောက်မှု cuff fitting or overfitting လည်းဖြစ်သွားနိုင်တယ်ဆိုတော့အတိတ်မှာအလုံးဖြစ်တိုင်း အနာဂတ်မှာအလုပ်ဖြစ်မယ်လို့ပြောလို့မရဘူးပေါ့အတိအကျပဲဒါကြောင့် optimization လုပ်ရင်အရန်အဆုံးမရောက်ဖို့လိုတယ်ပြီးတော့အရေးကြီးတာက ကိုဆန်းသက်တဲ့အတိတ် data အပိုင်းအပြင်မဆန်းသက်ရသေးတဲ့ data အပိုင်း out of sample data နဲ့ပြန်ပြီးစစ်ဆေးကြည့်ဖို့လိုအပ်တယ်ကောင်းပါပြီဒီနေ့တော့ Kesna ရဲ့စာအုပ်ကနေတဆင့် quantitative trading ရဲ့အခြေခံတွေ EMH ကိုစင်ခေါ်ဖို့ behavioral finance နဲ့ဆက်စပ်ဖို့ performance တိုင်းဒါတာ diversification ရဲ့အရေးပါပုံ relative value trading နဲ့ optimization ရဲ့တတိပြုစရာတွေကိုတော်တော်လေးပြပြဆုံဆုံဆွေးနွေးထိခဲ့ကြပါရစေ။ဟုတ်ကဲ့ဒီအချက်တွေအားလုံးကိုပြန်ခြုံကြည့်လိုက်ရင်တစ်ဖက်မှာစနစ်ကျတဲ့သင်္ချာနီးကြစီမင်းတွေနောက်တစ်ဖက်မှာကျတော့ခံမိုင်းရခတ်တဲ့လူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာအဖြစ်မှုတွေဒီနှစ်ခုကြားကတင်မာမှုက secret ထဲမှာအမြဲရှိနေမှာပဲနော်။ဟုတ်ပါတယ်အမြဲတမ်းအားပြိုင်နေမှာပါ။အဲ့ဒီတော့နောက်ဆုံးနေနဲ့စဉ်းစားစရာလေးထားခဲ့ချင်တာကဒီလိုစနစ်ကျတဲ့ quant နီးပြားကြီးက နောက်အနာဂတ်မှာပိုပြီးရှုပ်ထွေးလာနိုင်တဲ့ပိုပြီးပြောင်းလဲမြန်လာနိုင်တဲ့စီးကွက်ရဲ့လက်ကွက်တွေနဲ့လူစစ်ရဲ့မတည်ငြိမ်မှုတွေကိုတကယ်ပဲရေရှည်မှာကျော်လွှားပြီးအောင်မြင်မှုကိုဆက်ထိန်းထားနိုင်မှာမလားဆိုတော့ပါပဲ။